ုပ်ပြပေးမယ့်ဟာတွေကတော့နွားနို့နဲ့ကျုပ်ကိုတင်လို့မှာဖြစ်ပါတယ်။ဒီနွားနို့တစ်ထုပ်ဆိုလို့ရှိရင်ဒီတစ် းဖို့ပေးနေတဲ့အချိန်မှာစားလေးပါထည့်ပြီးတော့ကြိုထားလိုက်လို့ရှိရင်ပို့ပြီးတော့ကောင်းပါရဲ့ရှင်။ခုနသုံးထုပ်စားဆိုတော့စားကိုဒီလောက်လောက်ထည့်ရပါပြီရှင်။ပြန်ဝင်ပါပြီရှင်။တဝက်လောက်ကျသွားတဲ့အချိန်ကိုဒီတိုင်းထားလိုက်လို့ရပါပြီရှင်။ဖလူရှင်နော်တကြားထည့်ပါမယ်ရှင်။ချူမင်းများလေးစားခြင်းနဲ့ဆိုလို့ရှိရင်တကြားကိုအခုထပ်ပို့ထည့်လို့ရပါ ချိုနေတဲ့ချိန်မှာဒီဘက်မှာလည်းချက်ဝလီတွေကို ရှိရင်တော့နွားနုံနဲ့ကြက်ဥနဲ့ကိုရောပြီးတော့ပြန်မွေးပါမယ်ရှင်ရေလေးလေးနဲ့ကျုပ်ကိုပေါင်းထားပါမယ်ခင်ဗျာ။နောက်ဆုံးထွက်လာတဲ့ဒီလေးပါရှင်။ဒီထက်ပြပြလေးစားခြင်းလေဆိုလို့ရှိရင်မနုပ